ီကီလိုမီတာလေးနဲ့အသံမြေစကေးဘယ်လိုတိုင်းရမလဲဆိုတာကိုပြပြပေးပါမယ်။ပထမအဆုံးအနေနဲ့ဒီဆလက်တာကိုအသံမြေစကေးပါတဲ့ဒီနေရာလေးမှာရွှေ့ရမယ်။အဲ့တော့ကျွန်တော်ဒီဆလက်တာလေးကိုဒီနေရာလေးမှာရွှေ့လိုက်မယ်။ပြီးရင်ဒီမှာဒီအတံပြေစကေးလေးဒီဆက်ခရမောမှာပေါ်နေလားဆိုတာကိုကျွန်တော်တို့ကကြည့်မယ်။နော်ဒီမှာဆိုလို့ရှိရင်ဒီအတံပြေစကေးလေးကဒီဆက်ခရမောမှာပေါ်နေတယ်။တကယ်လို့အတံပြေစကေးလေးကဒီမှာမပေါ်ဘူးဆိုလို့ရှိရင်ဒီဆလက်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးတော့ဒီအတံပြေစကေးလေးပေါ်အောင်ထိကျွန်တော်တို့ကနှိပ်ရမယ်နော်။ဒီမှာဒီကောင်လေးကိုကျွန်တော်တို့ကနှိပ်လိုက်ရင်ဒါစကေးလေးတွေကပြောင်းသွားလိမ့်မယ်။ ီမှာဒီလိုမျိုးအတန်ပြေစကေးလေးပေါ်သည်ဒီနှိမ့်ရမယ်ဒီလိုမျိုးအတန်ပြေစကေးလေးပေါ်ပြီဆိုလို့ရှိရင်မီတာပရော့ဒန်တစ်ခုကိုကျွန်တော်တို့ကပူးကြည့်လိုက်မယ်ပူးကြည့်လိုက်တဲ့အခါမှာအတန်မြည်လိုက်မယ်နော်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအတန်ပြေစကေးစပြီးတော့အသုံးပြုပြီးတော့တိုင်းလို့ရပြီနော်ကျွန်တော်အခုအတန်ပြေစကေးတိုင်းပြပေးတဲ့မီတာလေးက UT204+ လို့ခေါ်တဲ့ Unity ကနေထုတ်တဲ့ကလပ်မီတာလေးဖြစ်တယ်။ဒီကလပ်မီတာလေးမှာဆိုရင် AC ampere ရော DC ampere ရောနှစ်မျိုးလုံးကို600 ampere အထိ တိုင်းလို့ရတယ်ပေါ့နော်ဒီကလမီတာလေးကိုဒါကိုယ့်အတွက်အသုံးလို့တယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်အခုပြပေးထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုသူတတစုံတရာရရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုမှတ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်